မွန်ပြည်နယ်ဘီးလင်းမြို့နယ်အလူးလေးကျေးရွာမှာတိုက်ပွဲမရှိဘဲစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်အရသာပြည်သူတို့ဒေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သတင်းခရိုင်ထံကနေသိရပါဗျ။ဇွန်လ17ရက်နေ့ညနေ9:00နာရီအချိန်ခန့်မှာဘီးလင်းအခြေဆိုင်စစ်ကောင်စီရဲ့အမှတ်၃ခြေမြန်တပ်ရင်းကနေအလူးလေးကျေးရွာထဲကိုလက်နက်ကြီး၄လုံးပစ်ခတ်ခဲ့ပါဗျ။စစ်ကောင်စီတပ်လက်နက်ကြီးကြောင့်အလူးလေးကျေးရွာနေအသက်34နှစ်အရွယ်စောငွေလာဟာအခင်းဖြစ်ရာနေရာမှာပဲတေဆုံးခဲ့ရပြီး စောအောင်ဘိုးဘိုးစောချစ်သူစောချစ်ရွှေနဲ့စောဝင်းကြည်တို့ဟာထိမှန်တန်ရာရရှိခဲ့ကြတာပါ။ကရင်မျိုးသားစီယုံခရင်မျိုးတထုံခရိုင်အတွင်းရင်မှုဘဒိုစောအိနိုင်ကတိုက်ပွဲမရှိပဲကျေးရွာထဲကိုစစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှုဟာအယက်သားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုဖြစ်တယ်လို့တန်လွင်ထိုင်းမှုပြောပါရယ်။အလူလေးကျေးရွာထဲကိုစစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုအတွင်းဒေသခံတွေဖြစ်တဲ့စောဆိုးကြီးနဲ့စောထွန်းလိုင်းတို့နေအိမ်နှလုံးနဲ့ကာနစီယာထိမှန်ပျက်စီးသွားခဲ့ပါရယ်။ ပြီးခဲ့တဲ့မေလ10ရက်နေ့ကလည်းဘီလင်းမျိုးနယ်ကရဝေးစိတ်ကျေးရွာထဲကိုစစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့်ရွာခံအမျိုးသမီးတအူးလဲထိမှန်သေဆုံးခဲ့တယ်လို့သိရပါပါတယ်ရှင်။